အဲတကယ်တော့ဒါမင်းအောင်လှရဲ့စစ်တပ်ကကျွန်တော်တပ်ဖွဲ့တွေကိုပြေဆုံးအောင်လှုပ်ပေးနေတာအဲ့ကောင်ကအဓိက main အဓိက main မင်္ဂလာပါဒီနေ့လေဒါကျွန်တော်သတင်းကောင်းတွေပြောကြမယ်အဲတိုက်ပွဲအောင်မြင်မှုသတင်းတွေရှိတယ်အဲတင်စီယာမီလက်နက်ခဲယမ်းနေပြီးတော့ဟိုဘက်က အာစီစီအချိုးမြတ်နေနဲ့ကြည့်မယ်ဆိုရင်ဟိုဘက်ကတည်ဆုံးမှုတွေလည်းရှိတာပေါ့နော်အဲ့ဒါဒါကြောင့်ဘကိုးတိုင်းအခုရက်ထဲမှာတောက်လျှောက်ကိုပြောနေရတဲ့ဒါဘကိုးတိုင်းဒါဘကိုးတွေကအဖွဲတွေပေါ့နော်ဒီတပ်ဖွဲ့တွေကအဲဒါရေစကန်ပေါ့နော်ရေစကန်အဲရေကင်းစကန်တစ်ခုကိုတလိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပြီးတိုက်ခိုက်တယ်အဲ့မှာ3ဦးတည်တယ်3ဦးတည်တာကိစ္စမရှိသူအများတန်းဒါထုံးစံတိုင်းဖြစ်နေတာပေါ့နော်အဲအဲ့ဒီမှာကျွန်တော် အားရကြပါလဲဆိုတော့ လက်နဲ့ငယ်6လက်နဲ့60မမတက်လက်စိမ်ပြောင်းစိမ်ပြောင်းတက်လက်ရတယ်ပေါ့နော်ခဲရန်နေလည်းရတယ်နင်းမိုင်းနေရတယ်တင်းပြက်မိုင်းနေရတယ်ပေါ့နော်အဲ့မှာကျွန်တော်တက်ဖွဲ့အတွက်တကယ်အသုံးဝင်တာအသုံးဝင်တာကတော့ခုနကလိုလက်နဲ့ခဲရန်မိုင်းနဲ့ပတ်သက်ရင်ကျွန်တော်ဒါရန်သူလက်နဲ့ကိုလက်နဲ့ဖြစ်တဲ့အတွက်အကုန်လုံးအသုံးဝင်တယ်ဒါပေမဲ့အဲ့လိုမျိုးမြေပြန့်တိုက်ပွဲတွေမှာအာအရေးကြီးလာတဲ့ပေါ့နော်အဲခုနကပြောတဲ့ဒါ60မမဒါခုနကလိုစိမ်ပြောင်းပေါ့နော်စိမ်ပြောင်းလို့လက်နဲ့ကြီးတွေက တော်တော်လေးသုံးဝင်လာတာဖြစ်တယ်အဲ့ဟာကိုးလုံးလားမသိရအဲ့တော့ကြတော့ဒါနောက်ထပ်တိုက်ပွဲတွေမှာကျွန်တော်တပ်ဖွဲ့တွေကပို့ပို့ပြီးတော့ပြေဆုံးလာတယ်အဲတကယ်တော့ဒါမင်းအောင်လှရဲ့စစ်တပ်ကကျွန်တော်တပ်ဖွဲ့တွေကိုပြေဆုံးအောင်လှုပ်ပေးနေလာအဲ့ကောင်အဓိက main အဓိက main အဲ့ကောင်ရဲ့အဖွဲ့တရားကအဲ့လိုမျိုးဒါလက်နက်ခဲကနေလာပြီးတော့ဖြည့်ဆည်းပေးတယ်အဲခုနလိုလက်နက်ကြီးတွေအစားအခုဆိုဖြည့်စည်းနေပြီပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးဖြစ်လာပြီဆိုတာ ਨੇ နောက်ထပ်တိုက်ပွဲတွေမှာပို့ပို့ပြီးတော့ အာအဆင်ပြေလာတော့မယ်ပေါ့နော်အဲအဲ့ဘက်မှာရှိတဲ့တပ်ဖွဲ့ရင်းနဲ့ကျွန်တော်ဆက်သွယ်ပြစ်တယ်ဆက်သွယ်ပြစ်တဲ့ခါမှာသူတို့ပြောတဲ့စကားတွေစိတ်အားတက်ကြွစရာတွေအများကြီးပါကျွန်တော်ကလည်းလက်နက်ခင်းကမပြည့်စုံလို့လေပြည့်စုံလို့ကတော့မျိုးပါတက်သိမ်းပြင်ပါအဲ့လောက်ထိကိုသူတက်ကြွနေကြပြီပေါ့နော်မျိုးပါတက်ပြီးရကျိတ်ပြင်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲမျိုးတက်ကျိတ်ကျိတ်မယ်ဆိုတာကလည်းဟိုအောင်ပြောတာမဟုတ်ဘူးစစ်ကောင်စီရှိတဲ့နေရာတွေကိုပြောတာစစ်ကောင်စီကင်းစင်နေပြီဖြစ်ဖို့အတွက်ကိုကြုံးမယ်ဆိုတာကိုပြောတာ ါဟိုဘက်ကကောင်းနေကဝါရဖြတ်နေမှာဆိုလို့စကားလည်းမားလို့မရဘူးကနော်အဲ့တော့ ਨੇ တိကံပေးပါเนาะအဲ့တော့ဒါတစ်ဖက်ကဒီစစ်သားတွေရဲ့ခြေနေကိုမေ့ကြည့်တဲ့ခါမှာလေဒီတိုက်ပွဲဖြစ်စင်မှာပေါ့เนาะဟိုဘက်ကကောင်းနေရတဲ့ဒီကောင်းနေကလုံးဝတိုက်လို့ခိုက်လို့စိတ်လုံးဝမရှိတော့တဲ့ပုံစံမျိုးအဲခဏလောက်ပဲခံပြစ်တယ်ပေါ့เนาะတဏှာကြီးလောက်ပဲကြာတယ်အဲအဲ့လောက်ပြီးရနဲ့လုံးဝညာထွက်ပြေးသွားကြတယ်ပေါ့เนาะထွက်ပြေးသွားတော့အဲခုနလိုတင်စီရမိတာရှိတယ်ပေါ့เนาะ အဲ့တော့တဏှာကြီးကျော်ပဲကြာတယ်ဆိုတော့တိုက်ပွဲဆိုပြီးတော့ဒါကြောင့်တပ်ဖွဲ့တွေကပြောသွားတာပေါ့နော်တကယ်တမ်းတဏှာကြီးကျော်တိုက်ပွဲဆိုတာမနှဲဘူးဒါတိုက်ပွဲထဲမှာပေါ့နော်တိုက်ပွဲနေမြေထဲမှာတိုက်ပွဲအေရီယာထဲမှာရှိနေပါတယ်ဆိုတော့သူတွေအတွက်ဆိုရင်တော့မှစဉ်းစားကြည့်ဒါလက်လက်ကြီးတန်းတစ်ချိန်ချင်းဒါတနက်တန်ပေါ့နော်ပြက်တန်ခတ်တန်တွေကြားထဲမှာပေါ့နော် တနားကြီးကျော်လောက်ဒါနေနိုင်ဖို့အတွက်ဆိုတာဟာမလွယ်ဘူးဗျအဲ့ဟာကြီးကိုလုံးဝတကဘာလောက်တောင်ကြာတယ်ထင်ရတဲ့အနေဒါဒါပေမဲ့တက်ဖွဲ့တွေရဲ့စိတ်ထဲမှာအဲ့ဟာခဏပဲဆိုပြီးတွေးနေတာတနားကြီးလောက်ပဲကြာတယ်တဲ့အကောင်တွေထွက်ပြေးရတယ်ဘာမှတော့မခံပြစ်နိုင်ဘူးဗောနော်ဟိုကောင်တွေဘက်ကပြန်ကြည့်မယ်ဆိုရင်ငါတို့တနားကြီးကျော်ထိခုခံခဲ့တာဆိုပြီးဖြစ်နေတာသူတို့ဘက်မှာအဲ့လောက်အထိကိုအချိန်အကြာကြီးခုခံနိုင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာဒါပေမဲ့နောက်ဆုံးမရဘူးတကောင်တွေထွက်ပြေးသွားတယ်အခုတက်ဖွဲ့တွေအဲ့လိုဖြစ်နေစိတ်တကြီးကအဲ့လိုဖြစ်နေဟိုဘက်ကကောင်တွေလုံးဝကိုဗျာလက်နက်ခဲယမ်းတာလက်နက်ခဲယမ်း ပြည့်စုံနေတဲ့သူချင်းချင်းသာချမယ်ဆိုရင်ဘလို့မှဒါဒီကောင်နေဒါစစ်ကောင်စီဘက်ကကောင်နေကျွန်တော်တပ်ဖွဲ့တွေကိုနိုင်ကြအကြောင်းမရှိတော့ဘူးအဲ့ဒီအနေထားဖြစ်သွားပြီပေါ့နော်အဲပြီးတော့ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ပေါ့နော်အခုရက်ထဲမှာဒါပဲခူးဘက်ချမ်းကအဖွဲ့တွေကအရန်အရန်မိုက်လာအရန်ဒီဖွဲ့စည်းမှုတွေကောင်းလာတယ်တိုက်ပွဲတွေတောက်လျှောက်တောက်လျှောက်ဖြစ်တယ်စိုးမိုးမှုနေရာတွေလည်းအများကြီးရလာတယ်အဲထိမ့်ချုပ်ထားနိုင်တဲ့အပိုင်းတွေလည်းအများကြီးရှိလာတယ်ဗောနောစစ်ကောင်စီကောင်တွေကအခုဘလို့ဖြစ်လဲဆိုတော့အဲ့ဘက်ချမ်းမှာတဲ့ PDF တွေထောင်းနဲ့တောင်းနဲ့ချီတဲ့ PDF တွေရောက်နေကြပါပြီဆိုပြီးတော့ခန်းစစ်ပြင်ဖို့အတွက်ကိုအသေးအံလုပ်နေကြရရှိတယ် စစ်ကူပစ်ကူတွေအသေးအံတောင်းနေကြရရှိတယ်ခုနောက်ပိုင်းတိုက်ပွဲတွေမှာလေရင်ပစ်ကူအများတန်းပေးနေရမျိုးတွေလည်းရှိလာတယ်ဗောနော်အဲကြတော့အဲ့တော့ကြတော့အဲ့ဘက်တပ်ဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီရက်သေးမှာပဲကျွန်တော်အဲ့ကတာဝန်ရှိတဲ့သူတွေနဲ့ဗောနော်အင်တာဗျူးလေးလုပ်ပေးဖို့ရှိပါလေဗောနော်ဒါလည်းဝန်သားကြရဗောနော်အဲ့ချိန်ကျမှဒါကျွန်တော်တို့တပ်ဖွဲ့တွေဘယ်လောက်ထိဆေးရတက်ကြွစရာကောင်းသလဲညီမဘလိုတွေတိုက်ပွဲဝင်နေကြသလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်လို့ရမယ်ဗောနော်အဲနောက်တစ်ခုကဒါကျွန်တော်မုံလို့လဲခေါ်တယ်ဒါမူးလာအဲမူးလို့လဲပြောတယ်ဗောနော်အဲ့ဒီမှာဒါကြီးရွာ၅ခုမှာတက်ဆွဲထားတဲ့စစ်ကောင်စီအထိုင်း တက်ဆွဲထားတဲ့နေရာ၅နေရာပေါ့နော်အဲ့နေရာကိုအာဒလိုင်းတက်ဖွဲ့တွေတိုက်ခိုက်တယ်ပေါ့နော် KNL KNDO ပြီးရင် VDA ပူးပေါင်းတက်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်တာရှိတယ်ညလိုက်ခင်ရနေလည်းအများကြီးပဲအဲ့ထဲမှာဒါကြောင့်ဒီတိမ်းစီရမေးတဲ့ဟာကြည့်လိုက်တော့ကြာဟိုအမိုက်ပုံအမိုက်လိုက်ကောက်ရသလိုဖြစ်နေကြတော့တက်ဖွဲ့တွေက အမိုက်ပုံလိုက်ရှင်းရသလိုဖြစ်နေ uniform အဆုပ်ပြက်တွေဆိုရင်အများကြီးပဲကြာအဲဥစ္စာတွေမှာပုံထားရတယ်ပေါ့နော်အဲ့ပုံထားတဲ့အထက်မှာပါတယ်ဂစ်တာတွေဘာတွေညာတွေအကုန်ပါတယ်ဗျာဒါမီဇက်တွေဗတ်ဒီအိုတွေအဲ့လိုမျိုးတွေအစပါတယ်ဆက်သွေးဇက်တွေပါတယ်အဲ့မှာကျွန်တော်တို့အတွက်အသုံးဝင်တဲ့ဟာကြီးတစ်ခုဘေးနားမှာထောင်လာတာရှိတယ်အဲ့ဒါတော့ဒါဂျမ်းမာအကြီးကြီးပေါ့နော်အဲ့လိုမျိုးဂျမ်းမာကြီးဟာဒါကျွန်တော်တို့အဲဆွဲတော်ကုန်းစကန်သိန်းတိုက်ပွဲအောင်မြင်ပြီးတဲ့အချိန်မှာအိုက်ဂုံးဘော်ရောက်တော့အဲ့လိုမျိုးဂျမ်းမာကြီးတစ်ခုကျွန်တော်တွေ့တယ်ပေါ့နော်အဲ့ဒီတုန်းကဆိုရင်ဒါဆွဲတော်ကုန်းကဗျူဟာမှုထိုင်တာဗျူဟာမှုအကြီးဆုံးထိုင်တာပေါ့နော်အဲဲမှုတွေရှိတယ် အဲအဲ့လိုမျိုးအကောင်ကြီးကြီးတွေရှိတဲ့နေရာမျိုးတွေမှာဒါပေးတဲ့နေထားဒီဒီကျမ်းမှာအကြီးကြီးอ่ะအဲပြီးတော့အခုအဲ့ထဲမှာဆိုရင်ဒါဒုတိယမှုတည်တယ်အဲပြီးရင်အရာခံဗိုလ်တယောက်တည်တယ်ဆိုပြီးတော့လည်းသိရတယ်အဲသိန်းစီယာမီလန်နက်ခဲရန်နေဆိုလည်းအများကြီးပဲပေါ့နော်အထိကိုက်ကတော့ရှိတာပေါ့ဒါပေမဲ့လည်းအောင်မြင်မှုပုံများတယ်ပေါ့နော်အဲ့မှာအဲ့အဖွဲ့နဲ့ကျွန်တော်ဆက်သွယ်ပြတဲ့အခါမှာလည်းဗာပြောလဲဆိုအဲ့လိုပေါ့ပြည်သူကိုအမြဲတမ်းနှိမ့်ဆက်နေတဲ့ကောင်တွေတဲ့ပြည်သူကိုအနိုင်ကျင့်နေတဲ့ကောင်တွေတဲ့ပြီးရင်ပြည်သူကိုဘုံကျဲနေတဲ့ကောင်တွေပေါ့နော် အဲ့လိုကောင်မျိုးတွေရှိနေတာဖြစ်လို့ကိုကျွန်တော်တို့ကတိုက်ရမှာပေါ့နော်အဲပြီးတော့အဲ့ကောင်တွေကိုကျွန်တော်တို့နှင်ထုတ်มาရမယ်ဒီဟာကုမြေကုရေဖြစ်တယ်ဆိုတော့ကျွန်တော်ပြန်ယူมาရမယ်ပေါ့နော်အဲအဲ့လိုမျိုးလဲဒါသိရတယ်ပြီးတော့ကြတော့အဲသူတို့ဘလောက်တောင်မှဟိုဘဖြစ်လဲဆိုတာလက်နဲ့လက်နဲ့ချင်းဆိုရင်ဒီကောင်တွေတတိမရှိဘူးပေါ့နော်တိုက်ရဲဘူးအဲအဲ့လိုကြွကြလားလက်နဲ့လက်နဲ့ချင်းဟိုဘဖြစ်တယ်ဆိုရင်ဒါဒီကောင်တွေပြေးတာပိုများတယ်ပေါ့နော်အဲပြီးတော့ကြတော့အဲဒီကောင်တွေဘက်ကိုပြောတာရှိတယ်ဟိုယောက်ျားချင်းပဲပေါ့နော်တတိရှိရှိဒါရွာအပြင်မှာချမယ် ဒါခုနလိုစစ်စင်နေမြေဆိုတဲ့ပုံစံမျိုးလောက်တဲ့ခါမှာရွာတဲတွေမလုံနဲ့ပေါ့နော်ရွာတဲတွေမှာတိုက်ပွဲတိုက်ပွဲမလုံနဲ့ပေါ့နော်ပြည်သူတွေထိတယ်ပေါ့နော်အဲ့တော့မင်းတို့တတိရှိတယ်မင်းတို့မှလည်းလက်နက်ခေရန်ရှိတာပဲပေါ့နော်ပြည်စုံတယ်အဲ့ဒါကြောင့်မင်းတို့ပြောလို့ကဘာစင်38ကြီးဆိုရင်ရွာပြင်မှာချမယ်လုံးဝတပ်ဖွဲ့တွေအချင်းချင်းချမယ်ပေါ့နော်အဲပြည်သူတွေရှိတဲ့နေရာမှာမချနိုင်ဆိုပြီးတော့အဲ့လိုပါစိန်ခေါ်ပြီးတော့တိုက်ရဲတဲ့အစင်တီဖြစ်နေပြီပေါ့နော်အဲဥစ္စာလည်းတကယ်အားရစရာကောင်းတယ်ပြီးတော့ဒီဂျမ်မာကြီးဆိုလည်းဒါကျွန်တော်တပ်ဖွဲ့တွေကပြန်ပြီးတော့အုံချနိုင်တဲ့အခါမှာနောက်ထပ်အချိုးမြက်တွေထပ်ရအောင်မဲ့ဟာတွေရှိလာပြီပေါ့နော်အဲ့ဒါလည်း အဲပြောရင်တော့ဟိုသူ့ရိုးနဲ့သူ့ပြန်ထိုးတယ်ဆိုတဲ့အခွက်ကြီးကအခုဒီနောက်ပိုင်းမှာ အရန်အတုံးဝင်လာတယ်အဲဆိုတော့သူတို့ဘက်ကထွက်လာတဲ့ဒါအလင်းဝင်လာတဲ့ကောင်းတွေပဲဖြစ်ဖြစ်ပေါ့နော်အဲစီဒန်လောက်လာတဲ့သူတွေပဲဖြစ်ဖြစ်ဒီလိုလူတွေကနေပြီးတော့ပြန်ပြီးသိရတဲ့သတင်းတွေအချက်လက်တွေအဲဒါမြေပုံတွေဘာတွေကအစပေါ့နော်အဲရုပ်ဝတ်ချက်တွေကအစအဲဥစ္စာတွေကိုပြန်ပြီးတော့အသုံးချနိုင်တာတွေရှိသလိုအဲဒီကောင်းတွေဘက်ကနေပြီးတော့သိသိရမိပါတယ်ဆိုတော့သူတို့ရဲ့ သူတို့အသုံးပြုတဲ့ဒါခင်မီလက်နက်မျိုးတွေဤပညာမျိုးတွေ drone တွေအခုနလိုဂျမ်မာမျိုးတွေပေါ့နော်အဲ့လိုဟာမျိုးတွေကလည်းကျွန်တော်တက်ဖွဲ့ရတဲ့အတွက်ကတော့တကယ်ကိုသူ့ရိုးနဲ့သူ့ပြန်ထိုးလို့ဒါကောင်းတဲ့ဟာမျိုးတွေဖြစ်နေတာပေါ့အဲပြီးတော့ဒါအောက်ကိုဆက်ဆင်းသွားမယ်ဆိုရင်ဒါညောင်မင်းသားတို့ကညို့ကွင်းတို့ပဲနယ်ကုန်းကြောက်တကားအဲဒီလိုနေရာမျိုးတွေကိုကြောက်မယ် ပြန်အပေါ်ဘက်ဆက်သွက်သွားမယ်ဆိုရင်တောင်ကူဘက်ချမ်းဘက်ပေါ့နော်အဲ့ဘက်ဆက်သွက်သွားမယ်ဆိုဇီယဝူဒီတို့အပြင်ညောင်ခြေတော့တို့အုတ်တွင်းတို့တောင်ကူတို့ဒီလိုဆက်ရောက်မယ်ပေါ့နော်အတောင်ကနေမှာဆက်သွားနေပြီးတော့ပေါ့နော်ဒါတွေကတကယ်ပြောနေပြီးတော့ဘက်ကိုပါလမ်းညောင်းတင့်နေတဲ့အနေထားပြီးတော့တောင်ပိုင်းတိုင်းစစ်ဌာနကျုံနဲ့တိတ်ပြီးတော့မဝေးတဲ့အနေထားပြီးတော့ဖြူးမှာဆိုရင်လည်းတို့တရင်နေအများကြီးရှိတယ်ပြီးတော့ဒီအဲနေပြီးတော့ဒီရန်ကုန်လမ်းဟောင်းပေါ့နော်လမ်းဟောင်းလမ်းဟောင်းလမ်းပိုင်းမှာဆိုရင်လမ်းရဲ့ဘယ်ညာတစ်ဖက်တစ်ချက်စီမှာတရင်ဌာနကျုံတွေပေါ့နော်စစ်ကောင်စီရဲ့တရင်ဌာနကျုံတွေအများကြီးရှိတဲ့နေရာ ပြီးတော့ဒီတန်တောင်ကြီးဘက်ချမ်းမှာဆိုရင်လည်းသူတို့ရဲ့တင်တန်းကျောင်းတွေအများကြီးရှိတဲ့နေရာအဲ့လိုနေရာမျိုးတွေနားအထီကိုတော်လိုင်းတက်ဖွဲ့တွေကရောက်နေပြီအဲ့လိုမျိုးရောက်နေတာဖြစ်တဲ့အတွက်ကိုဒီကောင်တွေခေါင်းကျင်းနေလောက်ပြီဘာဖြစ်လို့လဲဆိုတော့အဲ့ဘက်ကတက်တွေရဲ့ဒါစစ်တိုက်ရိုက်ခိုက်ရင်ပတ်သက်တယ်ဆိုရင်ဒါကျွန်တော် ကောင်းကောင်းလေးသိခဲ့တာဘာမှစစ်တိုက်ရဲတဲ့တက်တွေမဟုတ်ဘူးစစ်လည်း မတိုက်ဘူးလားတော်တော်ကြာခဲ့တဲ့တက်တွေပေါ့နော်အဲ့လိုတက်မျိုးတွေပြီးရင်အရက်သမားအရန်ပေါ်အဲအရက်တောက်ပြီးတော့လုံးဝဘာမှမလုပ်နိုင်မကင်နိုင်အနေထားမျိုးဖြစ်တဲ့စစ်သားတွေအဲ့ထဲမှာအများကြီးရှိရယ်ပြီးရင်အိုကြီးအိုမတွေကြီးပဲအများကြီးရှိတယ်ပြီးတော့ကျတော့ဒီတက်တွေရဲ့အင်အားကအဲသူကဒါနေပြီးတော့တိုင်းရန်တက်မဆိုတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ပေါ့နော်ဒါစာခ6ဆိုရင်နေပြီးတော့တိုင်းရန်တက်မပုံစံမျိုးဖြစ်တော့သူကအဲ့တက်တွေမှာအင်အားတော်တော်နေတာ သူများတက်တွေမှာအင်အား120လောက်ထွက်နေတဲ့အချိန်မှာအိုက်တက်တွေကအင်အား60ထွက်ဖို့ကိုမနည်းချစ်ကုတ်ပြီးတော့စုဆောင်းပြီးထွက်ရတဲ့တက်တွေပေါ့နော်အဲခုနလိုတိုက်ဆွမ်းရင်လည်းပတ်သက်ရင်လည်းအဲ့လိုမျိုးပဲပြီးတော့ကြတော့အဲလူကြီးနဲ့ပိုင်တဲ့သူတွေလူကြီးသားသမီးတွေအဲပြီးတော့အဲ့လိုမျိုးအကက်ကောင်းတဲ့သူတွေရောက်ပါတယ်ဆိုတဲ့နေရာမျိုးဆိုပြီးတော့လည်းနာမည်ကြီးတယ်ပေါ့နော် အဲကြတော့စီရေးစီယာနဲ့ပတ်သက်လို့တိုက်ရိုက်ခိုက်ရင်လည်းပတ်သက်လို့ကတော့တော်တော်လေးအခြေအနေဆိုတဲ့နေရာမျိုးတွေပေါ့အဲ့လိုနေရာမျိုးတွေကိုကျွန်တော်တို့တပ်ဖွဲ့တွေကဥတီလာနေပြီဖြစ်တယ်အဲပြီးတော့တပ်ဖွဲ့တွေရဲ့အောင်မြင်မှုကလည်းသိရတိုင်းပဲအခုဆိုရင်ဇက်တိုက်ဇက်တိုက်ကိုကြားနေရတာဖြစ်တော့တော်တော်လေးကိုအခြေအနေကောင်းတဲ့အနေအထားတစ်ရက်ကိုရောက်နေပြီပေါ့နော်အဲနောက်ထပ်ကတော့ဒါကျွန်တော်တို့အပျော်စရာအစ်စ်ပေါ့အစ်စ်ထည့်ပြီးလိုက်ပါအဲ့ဒါတော့ဒါဘုံမိုက်ကဲတို့ဖွဲ့ပေါ့နော် MVD မြင်းညံဘလက်တိုက်ကားအဖွဲ့တွေအဲသူတို့တွေဘာလုပ်လဲဆိုတော့ဒါစီမီကုံကနေကင်းပတ်တဲ့ဒီစာကစာပေါ့နော်စာကစာကိုဒါသူတို့တွေ အဲသွားပြီးကင်းမုံစောင့်ပြီးတော့တရင်ရလို့ပေါ့နော်ကင်းမုံဝှက်ပြီးတော့အနိကကြီးပြစ်ကြတာအနိကကြီးပြင်းလိုက်တယ်ပြင်းတဲ့အချိန်မှာစကားစကားစစ်ဖို့တယောက်သေးတယ်ပြူစော်ဒီနှစ်ယောက်သေးတယ်တနက်နှစ်လက်ရတယ်ပေါ့နော်အဲအောက်ကြီးပြန်လာခဲ့တသားရပဲပေါ့နော်အမှန်တော့သူကကင်းပတ်တာမဟုတ်ဘူးကင်းပတ်တာတောက်တက်ဖွဲ့တွေကိုလာပြီးတော့တီးတက်လာလှူပေးတဲ့နေတာဖြစ်နေတာကင်းပတ်တယ်ဆိုတဲ့ဟာကလုံခြုံဖို့အတွက်ကိုအဲသူတို့ကင်းပတ်ရတာပေါ့နော်ဒါပေမဲ့သူတို့လုံခြုံဖို့အတွက်ပါ ဒါပြည်သူလူထုနဲ့ရဲရွာလုံခြုံဖို့အတွက်မဟုတ်ဘူးပေါ့နော်အဲဒါပေမဲ့သူတို့လုံခြုံဖို့အတွက်ကင်းပတ်တာတောင်မှပဲသူတို့မှမလုံခြုံတော့ဘူးအဲတပ်ဖွဲ့တွေကလည်းအဲ့လိုမျိုးသတင်းရယူမှုအပိုင်းတွေမှာအရန်ကောင်းတယ်ပြီးတော့အချိုးမြက်ရအောင် ဖန်တီးနိုင်တယ်ပေါ့နော်အကောင့်ထဲဖော်နိုင်တယ်အဲဒါပြည်သူလူထုရဲ့ထောက်ခံမှုတွေကအရန်ကိုဒါကောင်းမွန်တယ်လို့ပြောလို့ရတယ်ဒါတပ်ဖွဲ့နဲ့ပြည်သူတွေနဲ့ဘလောက်တောင်မှဒါသွေးစည်းညီညွတ်နေပြီလဲဆိုတဲ့ဟာကိုလည်းသိသာစေတယ်ပေါ့နော်ဒီလိုဟာမျိုးက ဒါလုံးဝဟိုပြောရမယ်ဆိုရင်ဒီလိုဟာမျိုးကလုံနိုင်ဖို့အတွက်ဆိုတာကအချိန်ကိုက်နေရာကိုက်အဲ့လိုပုံစံမျိုးလေးဖြစ်ဖို့အရန်ရေးကြည့်ရပါတော့ဒါပေမဲ့တပ်ဖွဲ့တွေကအဲ့ဟာကိုကောင်းကောင်းအသုံးချနိုင်ခဲ့တယ်အဲ့တော့ဒါဘလိုပဲဖြစ်ဖြစ်အောင်မြင်မှုရခဲ့တယ်ပေါ့နော်အဲတပ်ဖွဲ့တွေအတွက်ကဒီတနက်တလက်နှစ်လက်ဆိုတာကလည်းအရန်ရေးကြည့်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတနက်နှစ်လက်သုံးလက်ကိုဒါတပ်ဖွဲ့တွေလွယ်လင်းတကူနဲ့ပေါ့နော်ပြည်သူရဲ့အာခုနလိုပူအောင်ပါဝင်မှုတွေနဲ့ရခဲ့တာဖြစ်တဲ့အတွက်ဒါဒါလည်းတကယ်မိုက်တယ်ပေါ့နော်အဲ့တော့ဒါဒီရက်ထဲမှာကျွန်တော်သိရတဲ့ဒါသတင်းကောင်းနေပေါ့နော်သတင်းကောင်းနေ အချို့ဟာတွေကကျွန်တော်တို့ကကြိုပြီးသိတယ်ဆိုရင်တော့မှပဲဟုတ်လားလို့ဒါတက်ဖွဲ့တွေထုတ်ပြန်တဲ့အချိန်ထိဆောင်ရတာရှိတယ်အဲကြတော့သတင်းတွေတက်လာပြီဆိုတဲ့အချိန်မှာတော့ပြည်သူတွေတေချာပေါက်ပျော်သွားမှာပါဗောနော်ဘာဖြစ်လို့လဲဆိုတော့အခုရက်ပိုင်းအခုနောက်ပိုင်းအခုအချိန်တွေကတက်ဖွဲ့တွေအသာစီးရပြီးတော့တက်ဖွဲ့တွေအောင်မြင်မှုရတဲ့ဒါတိုက်ပွဲတွေကြီးပဲဖြစ်လာနေပြီအဲ့တော့ရှေ့လျှောက်လဲဒီထက်ပိုပြီးတော့အောင်မြင်တဲ့နေသားတရက်ကိုသွားတော့မယ်ဗောနော်အဲ့တော့ပြည်သူတွေတန်နိုင်သလောက်ဝိုင်းကူကြပါ ဒေါ်လာအိမ်မှာပါဝင်ပေးကြပါအဲကိုလည်းမဆိုင်သလိုမနေကြဘူးလေရေးကြည့်တယ်ပေါ့နော်အရင်တော့ကနေခဲ့ကြတယ်ဆိုရင်တော့မှပဲဒါကြီးပြီးမှပဲကျွန်တော်အားလုံးလွတ်မြောက်မှာဖြစ်တဲ့အတွက်အဲဒီလိုမျိုးဒေါ်လာအိမ်တက်ဖွဲ့တွေအသက်တွေရှင်းပြီးတော့တိုက်ပွဲဝင်နေတဲ့အပိုင်းတွေမှာတက်နိုင်သလောက်လေးပူးပေါင်းပါဝင်ပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်